အာဆင်နယ်ပန်ဖြစ်ခဲ့တဲ့ခရစ်စတယ်ပေးလေးကစားသမားအစ်ဇီကတော့လက်ရှိမှာအာဆင်နယ်ကစားသမားဖြစ်ပြီးတော့မှအာဆင်နယ်အတွက်ပွဲတွေကစားပေးနေပြီပဲဖြစ်ပါတယ်။နောက်ထပ်အစ်ဇီလိုပဲအာဆင်နယ်တင်းကိုအားပေးနေတဲ့ကစားသမားတစ်ယောက်ထပ်ရှိနေပြန်ပါတယ်။သူကတော့ပုံမောက်တောင်ပန်တိုက်စစ်ကစားသမားဆီမီညိုပဲဖြစ်ပါလေ။လက်ရှိရာသီမှာလည်းအထူးကိုခြေစွမ်းပြနေတဲ့ကစားသမားဖြစ်ပါတယ်။သူပြောတဲ့အရာကတော့သူကအာဆင်နယ်အတင်းရဲ့ပွဲတွေကိုငယ်စဉ်ကနေကအမြဲတမ်းစောင့်ကြည့်ပြီးတော့အားပေးနေတဲ့ ာဆင်နယ်ဖန်တယောက်ဖြစ်တယ်ဆိုတာကိုသူကပြောကြားထားတာဖြစ်ပါတယ်လက်ရှိမှာတော့သူကဘယ်အသင်းကိုပြောင်းမယ်ပါညာဆိုတာထက်သူ့အနေနဲ့အသင်းကြီးတသင်းချန်ပီယံလိကစားခွင့်ရမယ်အသင်းကြီးမှာကစားခွင့်ရချင်တယ်ဒါကြောင့်မလို့သူ့အနေနဲ့ပုံမူကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသဖို့လိုအပ်မယ်အဲ့ဒီတော့သူကကြိုးစားမယ်လို့သူကဆိုထားပါတယ်ဆိုတော့ပြောချင်တာကတော့သူအနေနဲ့အာဆင်နယ်အသင်းကသာသူ့ကိုခေါ်ယူမယ်ဆိုရင်သူ့အနေနဲ့ဘာမှညင်းစရာအကြောင်းမရှိဘူး သွားကိုသွားမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ဇန်နဝါရီအပြောင်းရွှေ့ကာလမှာဒါအာဒီတာနဲ့အာကျွန်တော်အာဆင်နယ်အေဂျင့်ဘာတာအနေနဲ့စီမီညိုကိုခေါ်မလားမခေါ်ဘူးလားဆိုတာကတော့ကျွန်တော်ဘာမှပြောလို့မရပါဘူးလက်ရှိမှာတော့ဘာတန်မှလည်းမထွက်သေးပါဘူးဒါပေမဲ့စီမီညိုကိုလီဗာပူးစပါမန်ယူအသင်းကစောင့်ကြည့်နေတဲ့ဆိုဆိုတဲ့တရင်ကတော့တော်တော်လေးကိုတက်ပါတယ်။ဘာကြောင့်လဲဆိုတော့စီမီညိုကလက်ရှိရာသီမှာတော်တော်လေးကိုခြေစွမ်းပြထားပါတယ်။လက်ရှိ အမ်ဒီပုံပေါ်မှာလည်းသူကရှစ်ပွဲကစားထားပြီးတော့မှပရီးမီးယားလိဂ်တွင်းကို6 9တိတွင်းယူထားပါတယ်သူတဲ့တခြားပွဲတွေစုစုပေါင်းအရဆိုတော့သူကအာ9ပေါင်း6 9တိ6 9တိတွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်လက်ရှိမှာပုံပေါ်မှာထွန်းတောက်နေတဲ့ ကစားသမားဖြစ်ပါတယ်ဆိုတော့သူအနေနဲ့အာဆင်နယ်အသင်းမှာလာခွင့်ရမလားမရဘူးလားဆိုတော့ကတော့ဘာမှပြောလို့မရပါဘူးသူအနေနဲ့လည်းအာဆင်နယ်အသင်းကိုလာချင်ပါတယ်လို့ပြောနေတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီတပိုးလည်းတက်ရောက်ပါတယ်သူကအာဆင်နယ်ဘန်ဖြစ်တယ်အာဆင်နယ်ရဲ့ပွဲတွေအမြဲတမ်းကစားတဲ့ပွဲတွေအားလုံးကိုသူအနေနဲ့စောင့်ကြည့်ခဲ့တယ်ဆိုကြတဲ့ကသူကအာဆင်နယ်အတွက်အမြဲတမ်းစိတ်အားထက်သန်တယ်ဆိုတဲ့သဘောမျိုးကို ပြသထားပါတယ်။ထို့အတူပဲသူကအသင်းကြီးတည်တင်းချန်ပီယံလိကစားတဲ့အသင်းကြီးတည်တင်းမှာကစားခွင့်ရဖို့အတွက်သူ့အနေနဲ့အမြဲတမ်းကြိုးစားနေပါတယ်ဆိုပြီးတော့ပြောကြားထားတာဖြစ်ပါတယ်။ဆိုတော့အာဆင်နယ်အသင်းကတော့လက်ရှိရာဒီမှာလည်းလူကောင်းတွေကိုခေါ်သားတယ်လို့ဒါနောက်ထပ်အာဆင်နယ်အသင်းကကစားသမားတစ်ကိုထပ်ခေါ်မယ်ဆိုရင်တကယ့်ကိုဈေးကြီးကြီးပေးပြီးတော့မှအကောင်းဆုံးတွေကိုပဲအာဆင်နယ်တင်းနေနဲ့ရွေးခေါ်သွားဖို့များနေပါတယ်ဆိုတော့ စီမင်ညောကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကတော့ကျွန်တော်တို့ဘာမှပြောလို့မရသေးပါဘူးဆိုတော့စီမင်ညောရဲ့ခြေစွမ်းတွေကိုလည်းအခုနားထောင်နေတဲ့ပရိသတ်တွေကြည့်မိကြမှထင်ပါတယ်ပုံမှန်မှာသူ့ရဲ့ခြေစွမ်းသူ့ရဲ့လှေမြန်မှုတွေကိုသွင်းတေတမှုတွေကတော့အမခန့်လေးလေးပါပဲဆိုတော့သူကတော့လက်ရှိမှာဂါနာနိုင်ငံသားဖြစ်ပြီးတော့မှ အာသူကအင်္ဂလမှာမွေးပေမဲ့ကာနာအတင်းအတွက်သူရွေးချယ်ပြီးကစားနေတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်သူလက်ရှိမှာတော့သူ့ရဲ့အသက်ကတော့25နှစ်ရှိပါပြီဆိုတော့25နှစ်ဆိုတော့အရွယ်ကောင်းပဲဖြစ်ပါတယ်တကယ်လို့သာအာဆင်နယ်အသင်းနေနဲ့ဆင်မင်းညိုကိုခွေယူခွင့်ရခဲ့မယ်ဆိုရင်တော့အာကောင်းတာပါဗျာဒါပေမဲ့လည်းအာဆင်နယ်အသင်းနေနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာ အာဆင်နယ်အသင်းအနေနဲ့အသင်းမှာအလူပိုလိုဖြစ်နေတဲ့ကစားသမားတွေကိုထုတ်ရောင်းဖို့အရင်စူးစမ်းလာမယ်လို့ကျွန်တော်ကတော့ထင်မြင်ဆပါတယ်အထူးသဖြင့်စင်ချန်ကိုနဲ့ဂါဘရီယယ်ဂျေးဆက်ကိုအာဆင်နယ်အသင်းအနေနဲ့ထုတ်ရောင်းဖို့စူးစမ်းမှာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကအာဆင်နယ်အသင်းအနေနဲ့ထုတ်ရောင်းဖြစ်ခဲ့ရင်တကယ့်ကိုထိတ်တန့်ခြေစွမ်းရှိတဲ့ကစားသမားနောက်ထပ်တဦးကိုဈေးကြီးကြီးပေးပြီးတော့မှအရင်ကတောင်းကြံခဲ့တဲ့ Real Madrid, Man City တို့လို ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တဲ့လိုမျိုးအာဆင်နယ်တင်းနေနဲ့လှုပ်ဆောင်လာမယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပါတယ်။ဆိုအာဆင်နယ်ပရိသတ်တွေလက်ရှိနားထောင်နေတဲ့လူတွေကရောစီမီညိုရဲ့ခြေစွမ်းနဲ့ဖြစ်လာနိုင်တဲ့သဘောတရားတွေကိုဘယ်လိုထင်မြင်ယူဆကြပါတဲ့လဲ။ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေရှိတဲ့ဆိုရင် comment မှာရေးပေးခဲ့လို့ရပါတယ်။နောက်ထောင်ပေးတဲ့ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်အာဆင်နယ်နဲ့ပတ်သက်တဲ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးပါ။